ကဘာပေါ်ကပထမဆုံးစာရေးစနစ်ခင်းညိုင်ဖောင်းဆိုတာဟာကဘာပေါ်ကပထမဆုံးအခရိုင်ရှိနည်းစနစ်ပဲဖြစ်ပါတယ်ကမ္ဘာပထမဆုံးစာရေးစနစ်များထဲမှတစ်ခုအဖြစ်သတ်မှတ်ခြင်းခံရပြီးရှေးခေတ်မက်ဆိုပိုတေးမီးယားဒေသမှာစူမာရီယန်လူမျိုးများက BC 3500ခန့်ကတည်းကစတင်တည်ထွင်ခဲ့ခြင်းဖြစ်ပါတယ်။စူမာရီယန်များကကုန်သွယ်ရေး၊ဘာသာရေး၊အောက်ချုပ်ရေးကိစ္စရပ်များမှတ်တမ်းတင်ရန်ဤစနစ်ကိုစတင်တည်ထွင်ခဲ့ပါတယ်။နောက်ပိုင်းမှာအဂတီယန် ဘေဘီလုံ၊ဆူမေရီယန်စတဲ့မက်ဆိုပိုတေးမီးယားယဉ်ကျေးမှုတွေဟာအီဆိုင်ရင်းနီးကိုလက်ခံသုံးဆွဲခဲ့ကြပြီး၎င်းတို့ရဲ့ပိုပိုင်ဘာသာစကားများဖြစ်တဲ့အကဒီးယန်ဘာသာနဲ့ရေးသားခဲ့ကြပါတယ်။ခရစ်တော်မပေါ်မီ BC 100ခန့်မှာ အခြားသောစာရင်းနီးများပေါ်ပေါက်လာခြင်းကြောင့်အီစနစ်ဟာတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါတယ်။ခီနီယိုင်ဖောင်အရေးအသားကိုစိုနီသောရှုစေးပြပေါ်မှာရှင်းသားခဲ့ပြီးခြုံထက်နေသောစာရေးကိရိယာကိုအသုံးပြုခဲ့ပါတယ်။ စာရေးပြီးရွှင်စည်းပြားတွေကို နောက်တွင်ပြန်လည်ဖတ်ရှုနိုင်ရန်နဲ့မပြတ်စည်းအောင်နေလန်းခြင်းဒါမှမဟုတ်မီးဖုတ်ခြင်းဖြင့်မာကျောအောင်ပြုလုပ်၍ထိန်းသိမ်းခဲ့ကြပါတယ်။အခုလိုဗဟုသုတရဖွယ်ရာအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးတော့မှာမို့လို့သူတို့ရဲ့တိရွာ channel လေးကို follow လုပ်ပေးခဲ့ကြပါဦးနော်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။